မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေဒီတခါတော့ဆရာက2025ခုနှစ်မတ်လ22ရက်ကနေပြီးတော့လာတော့အထိဗုဒ္ဓဖူးရာဟုသာသမီတွေတို့ကဟောပေးကြပါတယ်ကဲမိတ်ဆွေတို့ဗုဒ္ဓဖူးရာဟုသာသမီများလက်ရှိဟို2025ခုနှစ်မတ်လနောက်ဆုံးပတ်တာတွေမှာမိတ်ဆွေတို့ရဲ့စိတ်ထဲမှာ ဒေါသစိတ်တွေများစွာဖြစ်နေတာမျိုးမခံကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးအရာရာကိုပြဿနာတွေကိုအအတက်ခက်ခဲတွေကိုချက်ချင်းမျက်နှာချင်းဆိုင်ပြီးတော့ဝုံတိုင်းဖြစ်ချင်းကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးမိမိကိုဒီလိုပြောရကောင်းလားမိမိကိုဒီလိုလုပ်ရကောင်းလားဆိုပြီးတော့စိတ်ထဲမှာမကျင်တဲ့စိတ်တွေအနာကြီးစိတ်တွေသို့မဟုတ်ရင်မုန်းတိစိတ်တွေဖြစ်ပေါ်နေတယ်ထို့အပြင်မိတ်ဆွေအနေနဲ့လက်ရှိမှာဆိုလို့ရှိရင်အကောင့်တက်ကိုအစိုးကိုအပြတ်တဘောဆောင်နေတယ်လက်ရှိနေရာကနေပြီးတော့အာရုံးထွက်ပြစ်ရှင်တာမျိုးလက်ရှိအချိန်နေတဲ့အနေထားကနေပြီးတော့ ဟိုတောက်ကွဲပစ်စင်တာမျိုးမွန်းကျက်နေတာမျိုးတွေဖြစ်ပေါ်နေတတ်တဲ့စိတ်မျိုးဖြစ်နေတဲ့အတွက်ဘာကိုဖြစ်ဖြစ်လက်ရှိကာလမှာအရေးကြီးတဲ့ကိစ္စတွေဆုံးဖြတ်ချက်တွေကိုမရှမှတ်ပါနဲ့ဘာကိုဖြစ်ဖြစ်လောလောလောမဆုံးဖြတ်ပါနဲ့ဒေါသနဲ့ဆုံးဖြတ်တဲ့အခါအမှားပါတတ်ပါလေခင်ဗျာကောင်းပြီကြမ်းပါ၏ ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဘာမှမရှိပါဘူးစိုးစိုးဘွားကတော့ဒါပေမဲ့မိသားစုကိစ္စအိမ်တွင်းကိစ္စလေးတွေကြောင့်အတွေးလွန်နေပါတယ်အတွေးလေးတွေနည်းနည်းလျှော့ပါကျမ်းမာရေးနဲ့ပတ်သက်လာရင်ခေါင်းမူကောင်းကြိုက်တာမျိုးကိုယ်ကြောင့်မဟုတ်ဘဲနဲ့မိသားစုကိစ္စလေးတွေကြောင့်အိမ်တွင်းကိစ္စလေးတွေကြောင့်နည်းနည်းလေးအပူလွန်နေတာမျိုးလေးတွေစိတ်ထဲမှာအဲ ိတ်အနှဲငယ်လေးဟိုဆိုရလို့ပေါ့ကို့ကြောင့်မဟုတ်ပဲနည်းနည်းလေးအတွေးတွေလက်ချာချာလဲနေတက်တော့ကြောက်အဲဖြစ်နိုင်လို့ရှိရင်တူရက်တယောက်တည်းနေတာထက်အပူတွေကိုလျှော့ပြီးတော့ဗဇက်ကနေဂုံတော်လေးတစ်ခုကိုရွတ်ပွားနေတာမျိုးလေးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေနေနဲ့ကျမ်းမာကြီးကဘာမှစိုးရိမ်စရာမရှိပါဘူးသို့တော့နားနဲ့ပတ်သက်တာမျိုးမျက်စိအာယုံကြောင့်နဲ့ပတ်သက်တာမျိုးလေးတော့အနှဲငယ်အားနေတက်တဲ့အတွက်သတိထားစင်ရရမယ့်ကာလဖြစ်တယ်အလောက်က အလုတ်ကိုင်းနဲ့ပတ်သက်ရင်လုပ်ငန်းတစ်အလုတ်တစ်စတင်ဖို့ဆိုရင်တရားတယ်မိမိမှလည်းအကြံအစီရှိပြီးသားအတွေးခေါ်ရှိပြီးသားဆိုရဲရဲကြီးကိုစတင်လုပ်ဆောင်မှာအဲ့ဒီစတင်တဲ့အလုတ်ဟာမိမိရဲ့အနာဂတ်အတွက်ရည်မှန်းချက်အတွက်မှာတကယ်ကိုတရားတဲ့အောင်မြင်ခြင်းတိုးတက်ခြင်းရရှိမယ်တဲ့ဒါပေမဲ့ဘာကိုလုပ်လို့တော့အဆင့်ကျော်တက်တာမျိုးလေးတွေမလုပ်ဖဲနဲ့အောက်ရှိကနေစတင်ပြီးတော့တဆင်ချင်းစီတီဆောက်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့တကယ်ကိုကောင်းမွန်ပြီးတော့ဝရုပြရသားသမီးတွေကတကယ်ကိုကောင်းမွန်ပြီးတော့အနာဂတ်အတွက်အတိတ်အတွက်မှာတရားတဲ့ခိုင်မာတဲ့လုပ်ငန်းတစ်ခုကိုစတင်လုပ်ဆောင်ရင်အကောင်းဆုံးကာလဖြစ်တယ် ဆက်တူလုပ်ငန်းတွေအကျိုးပေးတယ်စတင်လုံဆောင်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်လုပ်ငန်းတွေအလုပ်တင်တဲ့ပတ်သက်ပြီးတော့ကိုယ်ကိုယ်တိုင်ပြောင်းလဲလှုပ်ဆောင်လို့တဲ့မိတ်ဆွေတွေအကျိုးပေးပါတယ်ဒါအပြင်လုပ်ငန်းယာရုကိုင်ငန်းတဲ့ပတ်သက်ပြီးတော့ယာရုတိုးဖို့ယာရုတက်ဖို့အတွက်ကိုမိတ်ဆွေတို့နည်းနည်းလက်ရှိကာလအတိုင်းမှာဆိုရင်နည်းနည်းလေးခတ်နေတယ်ယာရုတိုးဖို့ယာရုတက်ဖို့အတွက်ဆိုရင်အဲမိမိနည်းနည်းမျောလင့်ထားသလောက်အရှိအတိုင်းသာကြန့်ကြာနေတာမျိုးတွေကြုံရတတ်တဲ့အတွက်ယာရုလုပ်ငန်းကိုင်ငန်းတဲ့ပတ်သက်ယာရုတိုးတဲ့ကိစ္စလေးတွေမှာနည်းနည်းလေးတော့အားနေတယ်တိုးတော့လုပ်ငန်းတက်စတင်လုပ်တာမျိုးလုပ်ငန်းယာရုနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေလုပ်တာမျိုးတွေအကျိုးပေးတယ်နေရာထိုင် င်ငင်းတွေ OA champion ဝင်လာတာမျိုးတွေအကျိုးပေးပါတယ်အဲနေရာထိုင်ငင်းနဲ့ပတ်သက်ပြီးဝင်လာတာမျိုးတွေ OA champion မီယာနဲ့ပတ်သက်လို့ဝင်လာတာမျိုးတွေအခွင့်အလမ်းကောင်းတွေလုပ်ငန်းကောင်းတွေအဆက်အသွယ်ကောင်းတွေရရှိတက်ပြီးတော့အကျိုးပြုစေတော့ကာလဖြစ်တယ် လက်ရှိမှာခရီးသွားကိစ္စလေးတွေမှာတော့အနှဲငယ်လေးတတိထားပါပြီးပါခရီးသွားပြည်တွင်းခရီးသွားနဲ့ပတ်သက်တာလေးတွေ passport visa လုပ်ငန်းလေးတွေနဲ့ပတ်သက်လာတဲ့အခါမှာတဲ့အစပထမဆုံးလုပ်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့လူယုံမလွယ်ပါနဲ့တဲ့လူယုံတတ်တတ်ပါတယ်တဲ့အလောင်းကစားနဲ့ပတ်သက်တာတွေအားနေပါတယ်အပြော်ပါနဲ့ပတ်သက်တာတွေအားနေပါတယ်မိဟောင်းဆွေဟောင်းတွေနဲ့ပတ်သက်လာရင်အားနေစီတော့လာအားနေစီတော့အပတ်ဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတစ်ချက်ပြီး use size နဲ့ပေးဖို့လိုအပ်ပါတယ်ဘာကိုလုပ်လို့အလင်းစလို့ဝုန်းနဲ့တိုင်းနဲ့ဆုံးဖြတ်တာမျိုးဆောင်ရွက်တာမျိုးပါမိတ်ဆွေရဲ့ကံကိုအားနေစီပြီးတော့ ကံကိုညံ့စီတော့အပတ္တအပိုင်ချဖြစ်တဲ့အတွက်တော့ဘာကိုဖြစ်ဖြစ်အလင်းစလိုမလိုပဲနဲ့တိတိရှိရှာစဉ်းစားပြီးတော့တွေးခေါ်တိုက်ပြမှာအထက်သဖြင့်တဦးတည်းတယောက်တည်းတစ်ခုတည်းလုပ်တဲ့အလုပ်ငန်းလေးတွေထက်ဆက်တူလုပ်ငန်းလေးတွေညီကောင်မတို့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးအစုရှယ်ယာကလေးတွေအပေါင်းစုလုပ်ရတဲ့အလုပ်လေးတွေရှယ်ယာဝင်ပြီးလုပ်ရတဲ့အလုပ်လေးတွေမှာအားသာကောင်းမှုပြီးအတိုးတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာငွေကြေး ငွေကြေးနဲ့ပတ်သက်လာရင်လက်ထဲမှာနည်းနည်းအနည်းငယ်တော့ရုံးကန်ရတတ်တယ်မိမိရဲ့အိမ်ဆောင်ရည်တွေကြောင့်ဖြစ်စေမိသားစုရည်တွေကြောင့်ဖြစ်စေငွေကြေးနဲ့ပတ်သက်ရင်မိမိရဲ့အိမ်ဆောင်ဘက်ကြောင့်အိမ်ဆောင်ရည်ကြောင့်သို့မဟုတ်မိသားစုအိမ်တွင်းရေးကိစ္စလေးတွေကြောင့်ကိုယ့်လက်ထဲမှာငွေကြေးနဲ့ပတ်သက်ဝင်တလောက်နည်းနည်းလေးဟိုဟိုတစ်ဖက်ကဝင်တစ်ဖက်ကထွက်နေတာမျိုးဝင်ငွေနဲ့ထွက်ငွေကအိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေတတ်တယ်တဲ့သို့တော့မပူမချန်နေဘူးသို့တော့ခက်ခက်ခဲခဲတော့မရှိဘူးပေါ့ဒီနေရာမှာသူများကိုသွားရှိလိုက်တာမျိုးငားလိုက်တာမျိုးဆိုရင်တော့နည်းနည်းလေးကိုယ့်ရဲ့ဟာအခက်အခဲလေးတွေကြုံရတတ်တယ်အတွက်ဒါလေးတွေကိုတော့တစ်ချက် ယူဆိုင်ပေးဖို့လိုအပ်ပါတယ်အိမ်ောင်ရင်းနဲ့ပတ်သက်လာရင်တော့မိမိရဲ့အိမ်ောင်ဘက်နဲ့ပတ်သက်ပြီးကျန်းမာရေးညံ့ခြင်းကြောင့်ဖြစ်စေသူတို့မိမိရဲ့အိမ်ောင်ဘက်နဲ့ပတ်သက်ပြီးတော့မိမိကမိမိရဲ့အိမ်ောင်ဘက်ပေါ်မှာလွှမ်းမိုးခြင်းတဲ့စိတ်တွေငါတိတက်ပို့ပြီးတော့ ဆိုတာမျိုးသူ့ကိုစိတ်တိုင်းမကြတာမျိုးတွေဖြစ်နေရတာမျိုးသူ့အပေါ်မှာလွှမ်းမိုးကျင်တဲ့စိတ်ကလေးတွေနည်းနည်းများနေတဲ့အတွက်ကြောင့်မလို့တော့အင်နာဘတ်နဲ့ပတ်သက်ပြီးတဲ့အခါနည်းနည်းလေးဟိုသတိထားဆင်ခြင်ဖို့နဲ့မိမိနေတဲ့တချို့အရာလေးဒီမှာဖြစ်ရှင်တဲ့ဆန္ဒကလေးတွေကိုတော့အတတ်နိုင်ဆုံးညှိယူဖို့လိုအပ်ပြီးတော့ recommend ပေးတာမကြိုက်တဲ့မိတ်ဆွေရဲ့အင်နာဘတ်ဆိုလို့ရှိရင်တော့ပြဿနာတိုက်ခိုက်လေးပြီးပေါ်အားတက်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်အတွက်တော့အင်မတန်လိုအပ်သောအပတ်တာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့တစ်ခုရောက်သားသမီးတွေဟာလူငယ်တွေအရှိရင်နဲ့ပတ်သက်ရင်တော့ချစ်သူကြီးစားအသေးရရှိတာမျိုး အိမ်အောင်ပြုရန်စိစက်ရန်တိုင်မရင်တာမျိုးသမီးအစားတွေအနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေနားလဲမှုလွဲနေတဲ့မိဆွေတွေဒီကာလမှာအဆင်ပြေအောင်မဖြစ်ပြီးပြီးသားကိစ္စတွေကိုပြန်ပြီးတော့ဆွေးနွေးနေတာတက်ဆိုင်ဖြစ်မလာသေးတဲ့ကိစ္စတွေကိုတိုင်မင်းနှီးနှောရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်မိဆွေလူငယ်များအနေနဲ့ကတော့စုပ်ကောလက်ကောဝင်တာမျိုးလေးတွေအရှိရင်နဲ့ပတ်သက်လာရင်အဆုပ်ပတ်တဲ့အကောင့်ဘက်ကိုပုံမှုအားပြုသွားတာမျိုးလေးကကံကိုတိုးတက်စေတော့အပတ်တာဖြစ်ပါတယ်ခင်ဗျာ ငဘူကအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ဝေးကွာနေသူတွေ၊ခွဲကွာနေသူတွေအဲမိတ်ဆွေတို့အနေနဲ့လက်ရှိမှာပျောက်တော့သူခြာရင်မတွေ့နိုင်ပါဘူးဖြစ်နိုင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ခြာလေဝေးလေလိုက်လေပြေးလေဖြစ်ရတဲ့အတွက်ဖြစ်နိုင်လို့ရှိရင်အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးအဆက်အသွယ်ပြတ်နေသူတွေအနေနဲ့အရန်ကြီးအပူလွန်လာကိုချော့ပြီးတော့မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့နောက်တစ်ခါလေးမှာ မိမိရဲ့ပါဝင်ခြင်းမှာပဲရှိပြီးကိုကဝေးဝေးလန်လန်ရှာနေရတာမျိုးလေးတွေကြုံရတတ်တယ်ထို့ပြင်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဲကောလာဟာလာတည်င်းတွေအဲအဆက်ဆိုပြတ်သွားတာမျိုးတည်ဆုံနေရအဆရှိတဲ့အရာလေးတွေပေါ့အာနမိတ်ဆောင်တဲ့ကောလာဟာလာတည်င်းတွေဒီလိုကြားရရင်ဒါဟာစိုးရိမ်စရာမဟုတ်ပါဘူးမဖြစ်နိုင်ဘူးဆိုတော့ကပ်ကိုပေါ်ပြနေတော့ကာလာဖြစ်ပါတယ်ဒီအပတ်တာတော့ဒီမှာမိတ်ဆွေဗုဒ္ဓဘူးရာဟုသာသမီးတွေပညာရေးနဲ့ပတ်သက်လာတဲ့အခါ နည်းနည်းလေးစိတ်မလောပါနဲ့တဲ့စိတ်လောလို့ရှိရင်အမားတွေပါတတဲ့အတွက်စိတ်မလောပါနဲ့တဲ့ဥပမာဖြည့်ပြီးသားအစာတွေကိုတေချာလေးတတိထားဆင်ကျင်ပြီးတော့စစ်ပါရတယ်နော်စစ်ပြီးတဲ့အခါကျရင်ငါတို့ဒီတစ်နှစ်တော့ထက်နောက်တစ်နှစ်မှဆိုတာမျိုးကိုမလုပ်ဘဲနဲ့ကိုရတာကိုအတိညာရှိတလောက်ဖြည့်ပါရတယ်အဲနည်းနည်းလေးစိတ်လောတာမျိုးလေးတွေအပီးစလိုမြန်တာမျိုးလေးတွေစာကိုပြန်ပြီးတော့မစစ်တာမျိုးလေးတွေတော့ဖြစ်နိုင်ရင်မလုပ်ဖို့လိုအကြောင်းထပ်လောင်းမှကြားလိုက်ပါရစေခင်ဗျာကောင်းပြီထို့ပြင်မိတ်ဆွေဗုဒ္ဓဘုရားတို့တည်းဒီတစ်ပတ်တာအတွက်မှာ ခยีထွက်ခြင်းကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အဲဖျားဘူးခยีသွားတွေပြည်တွင်းခยีသွားတွေနဲ့ပတ်သက်ရင်တော့ရှေ့တို့ဆောင်ရွက်သွားလို့ရပါတယ်တဲ့เนาะပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အပျော်ပါခยีတွေအလှူဒါနာခยีတွေမိသားစုလက်ဆောင်ခยีတွေနဲ့ပတ်သက်ရင်သွားလို့ရတော့ကာလာဖြစ်တဲ့ဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီအပတ်တာတော်အတွင်းမှာဆိုရင်အထက်လူကြီးအကြီးကဲအဖေအမတို့မဟုတ်ဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုဒီလဟာမြားစွာရရှိတတ်သောအပတ်တာဖြစ်ပြီးတော့ထီကန်ဆန်းလို့ကောင်းပါတယ်တဲ့ထီထိုးတဲ့အခါမှာမိမိတို့အနေနဲ့ဖျားစီဒီចောင်းကန်တိမ်ပရဝံကိုဆွဲမှတ်တဲ့အခါထီကန် ဆန်းလိုက်ရင်အင်မတန်ကိုအားသာပြီးတော့ထီပေါက်ကိန်းသို့မဟုတ်သားရွှေဦးထမ်းလာတယ်လို့ယရနာဘိုဆိုင်ကိနဲ့ဆိုင်တယ်လို့ငွေကြီးတွေလုံငနေရင်ငနေဝင်လာနိုင်တော့အပတ်တာအပိုင်းရှာကာလာရောက်ရှိနေပါတယ်အကျိုးပေးသောအယောင်အနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဝါရောင်ခဲရောင် ခရမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာစေပါတယ်။တတိထားဆင်ကျင်ရမယ့်အယောင်တွေကတော့မိခိုးရောင် ဒီရောင်နေသို့မဟုတ်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစိမ်းရောင်တွေကိုတတိထားဆင်ခြင်ပေးပါရတဲ့မိတ်ဆွေတို့အနေနဲ့ဒီလအတာတော်တွင်မှာဆိုရင်တောက်ကြာသာသမီအင်္ဂါသာသမီတွေနဲ့တွဲဖက်လုံရင်ကံကိုတိုးတက်ကောင်းမွန်ပါတယ်ခင်ဗျာနော်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စအမြန်နဲ့ရှင်းဆိုင်ပြီးဒေါသနဲ့အပြက်အပြက်ဆောင်တဲ့ကိစ္စလေးတွေမှာမဖြေရှင်းပါနဲ့တဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေလူရောမလွယ်ပါနဲ့တဲ့နော်ဒီအပ္ပတာတော်တွင်မှာအကျိုးပေးစေသော ကဏ္ဍအခရာတွေအနေနဲ့ဆိုလို့ရှိရင်၃ညာကဏ္ဍ၇ကဏ္ဍ၆ကဏ္ဍနဲ့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အကျိုးပြုစေပါတယ်အရေးကြီးတဲ့ကိစ္စတွေလိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်နဲ့နှစ်ဦးတည်းနှစ်ယောက်တည်းသွားတာမျိုးတွေနှစ်ခုတည်းနှစ်ခုလုပ်ငန်းနှစ်ခုကိုသွားပြီးတော့တပြိုင်တည်းလှုပ်ဆောင်တာမျိုးတွေအားနည်းစေတဲ့အတွက်တကယ်လို့မှဒီလိုလုပ်ရပြီဆိုလို့ရှိရင်တော့တင်းလာရက်တို့ဘာတို့ကိုချောင်ပြီးသွားပေါ့ဒီအထုပ်ပြင်မိတ်ဆွေတို့အနေနဲ့ဒီလိုခီးသွားကိစ္စတွေအောင်မြင်စေရန်တို့အလို့ငါရတယ်မိတ်ဆွေတို့ရဲ့အရာရာအဆင်ပြေအောင်မြင်စေဖို့မိမိရဲ့ပတ်စံအိတ်အတွင်းမှာ ငရာရန်လေးတရက်ကိုလေးခေါက်လေးရှိုးပြီးတော့ကလစ်ကလေးနဲ့ပုတ်ပြီးဆောင်းသွားပါဒါဆိုရင်အတိုက်ခိုက်တွေกินပြီးလိုရအဆင်ပြေလာမှအသေးစားပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဆိုမိမိရဲ့ကုန်ပစ္စည်းတွေကိုဂတ်တူဆိုင်ရွက်ကလေးတရက်နဲ့ရိုက်ပုတ်ပြီးတော့ ရောက်ထွက်ပါစေဆိုတဲ့အကြောင်းနှင်းထုတ်မောင်းထုတ်ပါရှစ်တဲ့အကြောင်းမုံတော့မုံတဲ့အကြောင်းနင်းမြထွက်ဟာမမြင်ကျင်တော့ဘူးဆိုဒီလိုရိုက်ထုတ်ရိုက်ထုတ်မောင်းထုတ်ရင်ထွက်သွားပါလိမ့်မယ်တဲ့ခင်ဗျာနော်အဆက်ဆက်ရရစင်ပီစီပီဒီရဲ့တပတ်တာလုံးမှာငွေကြီးကန်အားကောင်းစီရဗိုလ်တခုရအောင်သာသမီတွေနေနဲ့ပြုလို့ရမယ်ရရအနေနဲ့ဆိုလို့ရှိရင်တော့ဗိုလ်တခုရအောင်သာသမီတွေနေနဲ့ အတိတ်ကြံလေးဝင်ပေးပါဝင်ရမယ့်အတိတ်တန်ကတော့ချစ်ချစ်ဝေးမဟုတ်ပါဘူး24ပဋ္ဌာန်းအချင်းကိုပဲတနေ့ကိုအရင်ဟေလူပစ္စယောတော့ခေါင်းစဉ်တွေကိုပဲ24ခေါက်တနေ့ကို24ခေါက်တိတိကိုလကုန်နေအထိဝင်ပေးပါအစိုးညံ့နေဟာဘာလဲလို့မေးရအောင်ကောင်းလာပါလိမ့်မယ်ခင်ဗျကျေးဇူးတင်ပါတယ်ဆရာငယ်ပါဗီဒီမီဒီယံခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောင်း WhatsApp Telegram Viber မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ဆရာ Viber မှာ TikTok မှာဗီဒီယံဧည့်သည်လက်မခံပါဘူးဆိုတဲ့အကြောင်းပြောလိုပါတယ်ဒါအပြင်ဗုဒ္ဓဘုရားဥဒါသမီးတွေကနောက်နှစ်မှာအတာစားပါတယ်ဒါကြောင့်အတာနဲ့ပတ်သက်ပြီးတော့ ဖြည့်ဖြောက်တယ်ဆိုတာလေးကိုဆရာကနောက်ဗီဒီယိုမှာပြန်ပြီးတော့ရှင်းပြပေးပါမယ်ယေရှုတင်ပါတယ်အားလုံးအစီအပြေကြပါစေခင်ဗျာနောက်ဗီဒီယိုမှာနောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ခင်ဗျာ